လာမယ့်9ရက်အတောအတွင်းမှာမလို့ချင်းလောက်အောင်ငွေတွေဝင်လာမယ့်နေ့နဲ့၅ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုမြင်လိုက်ပြီးဆိုရင်ကိုကငွေတွေဝင်ခြင်းနဲ့ငွေသိန်းထောင်ကြီးပိုင်ဆိုင်ခြင်းနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲအကျက်တဲရှိရဆိုလို့ရှိရင်လုံးဝလုံးဝမကြော်သွားပဲနဲ့ဒီဗီဒီယိုကိုမြင်လိုက်ပြီးဆိုရင်ကိုလိုချင်းနဲ့ငွေအမောက်တစ်ခုကိုမှတ်မှာရေးပါပြီးပြီဆိုရင်စုတောင်းပြုပြီးတော့ share ယူသွားပါ။လာမယ့်တစ်ပတ်တာအတောအတွင်းမှာငွေတွေဝင်မဲ့နေ့နဲ့ဘွားတွေကကြတော့ဘယ်နေ့နဲ့ဘွားတွေလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်အနေနဲ့က နော်တနင်္ဂနွေသားသမီးတွေဗုဒ္ဓဖူးသားသမီးတွေတနင်္လာသားသမီးတွေတောက်ကြသားသမီးတွေနဲ့အင်္ဂါသားသမီးတွေဖြစ်ပါတယ်အဲ့ဒီနိမ့်နံပွား၅ခုဟာဆိုလို့ရှိရင်လာမယ့်တစ်ပတ်အတော်အတွင်းမှာငွေတွေကတိမ့်ထောင်ချီဝင်လာလိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မလို့ချင်းလောက်အောင်ငွေမဲ့နိမ့်နံပွားတွေဖြစ်တဲ့အဓိကပြောချင်တာဒီငွေကြေးအခက်ခဲအကျက်တဲလုံးဝမရှိဘဲနဲ့အဆအဆအရရအဆင်ပြေပြီးတော့ဖြတ်ကျော်နိုင်မယ့်နိမ့်နံပွားတွေဖြစ်တဲ့အတွက်ကိုကိုယ်အနေနဲ့အဲ့ဒီနိမ့်နံပွားတွေတွေမှာပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်ကူမှာအကျက်တဲတွေများတယ်အရန်ကူမှာအခက်ခဲတွေများတယ်ဆိုတဲ့သူတွေကဒီဗီဒီယိုကိုမြင်လိုက်ပြီးကြွားနဲ့လုံးဝလုံးဝမကြော်သွားဘဲနဲ့အခု ုကျွန်မပြောတဲ့အတိုင်းလေးဒေချာလေးမှတ်ပြီးတော့ဆူတောင်းပြုတ်ပြီးတော့ဗီဒီယိုကိုแชร์သွားပေးပါကျိန်းနေပါကိုထံကိုငွေတွေဝင်လာပါလိမ့်